မင်္ဂလာပါဖျားခင်ရဲ့ကောင်းမြတ်ခြင်းကျေးဇူးတော်မင်္ဂလာပေါင်းအယောက်စီတိုင်းခံစားပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ကျွန်တော်ကတော့မိုက်ကယ်ပါဒီနေ့မှာဒီကဘာမှာเนาะဒီခရီးယံအသိငွေတွေအများကြီးရှိနေကြတယ်ကျွန်တော်တို့ကက်သလစ်ခရီးယံအပြင်မို့เนาะတခြား ရင်တိုင်းပွဲအများကြီးရှိကြတာပေါ့နော်အဲ့ဒီမှာအဲဒီအသိပွဲခရင်နေအဲဘယ်နှခုနှစ်မှာဘသူကတည်ထောင်ခဲ့တယ်အကြံမြင့်လူကြီးကဘယ်လောက်ရှိနေပြီလဲဆိုတာလေးရဲ့ဘုဟုတ္တလေးကိုဒီနေ့မှာဝေမျပေးသွားပါမယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့တခင်ခရစ်တော်ရဲ့ ီတကယ်ခရစ်တော်တိုင်းတည်ထောင်ခဲ့တဲ့ကက်သလစ်အသင်းတော်ပေါ့နော်ရိုမန်ကက်သလစ်သင်တော်အကြောင်းကိုပေါ်ပြပြသွားပါမယ်ဒီကက်သလစ်သင်တော်ကိုတည်ထောင်တဲ့သူကသခင်ယေရှုကိုတော်တိုင်းဖြစ်ပါတယ်ဒီတည်ထောင်ခဲ့တဲ့ခုနှစ်ကတော့ AD 33ဒီစတင်တည်ထောင်ခဲ့တဲ့နေရာကတော့ဂျေရုစလင်ဖြစ်ပါတယ်။ဒီအကြံမြင့်လူကြီးပေါ့နော်။ဒါကတော့လွန်ခဲ့တဲ့ ဲနှစ်ပေါင်းနှစ်နဲငယ်ကနေအဲကောက်နှုတ်ထားတာဖြစ်ပါတယ်။ကြမ်းမြင်လူကြီးကတော့တကဘာလုံးမှာ1.5 1.5 billion เนาะယနေ့ chain ဆိုရင်တော့အများကြီးပို့တာပေါ့เนาะ။ဒါကတော့အဲဒီတခင်ခရစ်တော်အဲဒီဒီလူလောကမှာရှင်တန်တက်ရှင်နေထိုင်ပြီးတော့မှဒီမောကောင်းကင်ပြန်သွားပြီးတဲ့အခါမှာအဲဒီဒီလောကမှာဆက်ပြီးတော့ခရစ်တော်ရဲ့ဒီထောင်ခဲ့တဲ့အသင်းတော် ရဲလို့စပြီးတော့ cut click ပေါ့နော်တကယ် crypto နောက်လိုက်တဲ့ crypto အပြင်ယုံကြည်လာတဲ့နော်ဒီအသင်းတော်အကြောင်းပထမဆုံး cut click တဲ့တော့အကြောင်းဖြစ်ပါတယ်ခင်ဇူကိုရိုနာတီထောင်ခဲ့တဲ့83.3 Jesus လဲလူကြီးကတော့1.5 billion ဒုတိယအနေနဲ့ကတော့ author တော်တင်တော်ပေါ့နော်အဲတီထောင်တဲ့သူကတော့ schematics cut click bishop ဖြစ်ပါတယ် တီထောင်တဲ့ခုနှစ်ကတော့1054အဲစတင်တီထောင်တဲ့နေရာကတော့ Constantin Constantinople ဖြစ်ပါတယ်ဘာသာဝင်ဦးရေကတော့260 million ဖြစ်တယ်လို့တွေ့ရပါတယ် Orthodox တင်တော့ဖြစ်ပါတယ်1054အဲ့ဒီအနေမှာအဲဒီကက်လစ်အသင်းတော်စတင်ကွဲထွက်ကက်လစ်အသင်းတော်အနေမှာ ခြားသင်္ကြန်တွေအဖြစ်စတင်ကွဲထွက်လာတဲ့ဒီ protestant မဟုတ်နော်တိုင်းဝယ်တွေအဖြစ်စတင်ပေါ်ပေါက်လာတဲ့အတင်းတော့ Martin Luther တဲ့တော့အကြောင်းပဲဖြစ်ပါတယ်ဒီ Martin Luther ကအဲဒီ1500ဆက်ခွန်ပေါ့နော်1500ဆက်ခွန်မှာဒီဂျာမနီမှာအဲစတင်ပြီးတော့ဒီသူ့နောက်လိုက်တွေနဲ့စုစည်းလာပြီးတော့အဲ လူတရင်အတင်းတော်ဆိုပြီးတော့စတင်ပေါ်ပေါက်လာတာပဲပေါ့နော်ဒီမာတင်လူသားရဲ့အကြောင်းလည်းဒီ YouTube မှာရှာကြည့်တွေ့နိုင်ပါတယ်အစိတ်ဝင်စားစားအရန်ကောင်းပြီးတော့အဲကျွန်တော်တို့ယုံကြည်သူခရိယန်အနေနဲ့အဲဒီဒီအမိုင်းဘုသူတအနေနဲ့တော့လကောင်းအဲဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အဲကြည်တင်တဲ့အဲ YouTube channel လေးတစ်ခုအဲ YouTube ခေါင်းစဉ်လေးတစ်ခုအနေနဲ့ညွှန်ပါတယ် ကြည့်ဖို့လည်းပြစ်ခေါ်ပါတယ်ကြည့်တင်ပါတယ်ပေါ့နော်ဒါမှအတင်းတော်တွေဘလို့လို့ကွဲထွက်လာလဲဆိုတာကိုပို့ပြီးရင်းနှီးလာမှဖြစ်ပါတယ်ပေါ့နော်အဲ1500 second เนาะအဒီရင်မှာတော့အဲ catholic အတင်းတော်တခုလည်းရှိတယ်အဲ့လိုတခြားဒီ protestant မျိုးကိုရင်ရှိပေါ့နော်ဒီ martin luther ရဲ့အနောက်မှာမှတောက်လျှောက်ပေါ့နော်ယနေ့ထီကိုအများကြီးဖြစ်လာတယ်ဆိုတာသိမြင်ရပါတယ် ြီးတဲ့အခါမှာ Anabaptist 1521အဲ့နန်တဲအဲ့ဒါကို Nicholas Storch and Thomas Spencer ဆိုတဲ့သူတွေကနေပြီးတော့စတင်တည်ထောင်တယ်အတည်ထောင်တာခုနှစ်က1521ဖြစ်ပြီးတော့ဒီဂျာမနီပါပါပဲဒီလက်ရှိမှာပါတာဝီလျံနာ4 million လောက်ရှိတယ်လို့ဆိုရပါတယ်အဲ့ဒီဒီ Anglican not Anglican မဟုတ်နော် sorry Anglican က1534ဒီ Anglican မှာနော် အဒီစတင်တည်ထောင်တာ King Henry ဖြစ်ပြီးတော့အတည်ထောင်တဲ့ခုနှစ်ကတော့เนาะ1534ပေါ့နော်စတင်တည်ထောင်တဲ့နေရာကတော့ Anglican England မှာဖြစ်တယ်လူကြီးကတော့65 million ပေါ့နော်အဲဒီ Anglican စတင်ကွဲထွက်လာတဲ့အကြောင်းလေးကိုလည်းသိကျင်နေဆိုရင်ကျွန်တော်တို့ဒီ Catholic တဲ့နော်အနေမှာထုတ်ထားတဲ့ဒီတဲ့နော်တမိုင်းရာဆိုရင်ဆိုတဲ့အကြောင်းလေးတွေမှာဖတ်ရှုလေ့လာလို့ရပါတယ် အဲစိတ်ဝင်စားဖို့ရန်ကောင်းပါတယ်မန်နိုမန်နိုနိုက်စ်ပေါ့နော်အဲသူကတော့1500အဲ36မှာမန်နိုဆိုင်မွန်ဆိုတဲ့သူကနေပြီးတော့အစတင်တည်ထောင်တဲ့ဆွစ်ဇာလန်မှာဖြစ်ပါတယ်ဘာသာသူဥယျာရတော့တိတိကျကျပေါ်ပြရတာတော့မရှိပါဘူး Kevinix ပေါ့နော် Kevinix အတန်းတော့1555 เนาะตัวเราดีเท่านั้นต่อจอห์นเควินเอสวิตเซอร์แลนด์มาเออซาเตดีเท่านั้นเออได้ชีพตาเรื่อยๆเราดีๆจะจะมาพบยาทาบ้างဒီ presbyterian ဆိုတာက John Knox ကနေပြီးတော့မှအဲစတင်တည်ထောင်တဲ့1560မှာဖြစ်တဲ့ Scotland လက်ရှိမှာလူကြီး85 million ရှိပါတယ် congregation နဲ့နော် congregation နဲ့ကတော့ Robert Brown ဆိုသူကစတင်တည်ထောင်တဲ့1582မှာဖြစ်ပြီးတော့ Holland မှာဖြစ်တဲ့လူရည်ဘာသာလူရည်ကတော့တိတိကျကျပေါ်ပြလာတာတော့တွေ့ရပါဘူးဒီ Baptist အနေချင်းတဲ့တော့ဗောနော်ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာအရင်းအဆုံးနဲ့အဲအများဆုံးတွေ့ရတဲ့နေချင်း Baptist အတင်းတော့ဖြစ်ပါတယ် သူတော့ John Smith ကနေမှ1600ကိုပေါ့နော်1600ကိုမှာ Amsterdam မှာစတင်တည်ထောင်တဲ့နေရာတော့ Amsterdam ဖြစ်ပြီးတော့သူတက်ရှိလူကြီးရတော့40 million ရှိတယ်လို့ဆိုထားပါတယ်ကွက်ကနော်ကွက်ကစကတော့တည်ထောင်သွားတော့ George Fox လို့ပြောရတယ် 1649မှာအင်္ဂလန်မှာစတင်တည်ထောင်တယ်လူကြီးတွေကတော့အဲ2သိန်းနဲ့1000ဝန်းကျင်ခန့်ရှိတယ်လို့ဆိုပါတယ်အမက်ရှ်ကတော့တည်ထောင်သူဂျက်ကော့အမာဖြစ်ပြီးတော့1693 1693မှာစတင်တည်ထောင်တယ်အမ်စတဒန်မှာပဲလူကြီးတွေ3သိန်းနီးပါးရှိတယ်လို့ဆိုတာပါတယ် methodists ပေါ့နော် methodists ကတော့เนาะဒီ johns and charlie wesley ဆိုတဲ့သူအနေမှာစတင်တည်ထောင်တယ်ခုနှစ်ကတော့1936ဖြစ်ပြီးတော့အင်္ဂလန်မှာဖြစ်ပါတယ်လူကြီးကတော့70 million ရှိတယ်လို့ဆိုတာပါတယ် inactrian ဆိုเนาะအဲ့ဒါကတော့1924မှာအဲ theophilus အဲလင်းဒီကနေမှ1994အင်္ဂလန်မှာစတင်တည်ထောင်တဲ့ရှစ်သိန်းခန့်ရှိတယ်လို့ဆိုရပါတယ်ဒီ Ipscop Alens Caro Samuel Sab Siberry ကနေ1989မှာ American Colonize မှာစတင်တည်ထောင်တဲ့လူကြီးကတော့တည်တည်ကြကြတော်ရတာမရှိပါဘူး1989မှာဖြစ်ပါတယ် โมเมนต์โมเมนต์เนาะโมเมนต์ก็เราเอ่อ่ที่โจเซฟสมิธกันท่องเชียร์นะสักเนี่ยมาสตินที่เท่าเนี่ยนิวยอร์กมาเก็บไปเลยดูยี่สิบสี่มิลเลนเราชื่อเลยลูกสุราบาร์ Church of Christ เนาะ Church of Christ ก็เราเอ่อแคมเบลล์สุดเลยดูอันนี้มาท่องเชียร์ตรงเส้นชาวมานิวยอร์กมาสตินที่เท่าเนี่ย သူ3 million လောက်ရှိတယ်လို့ဆိုတာပါ7 day adventist adventist ပေါ့နော်7 day adventist ကဒီကျွန်တော်တို့ပမာလို့ဆိုစနေသင်းပေါ့နော်7 day adventist ကအဲဒီ Allen White ကနေမှာ1844 Washington မှာဒီထောင်ထဲလို့ပြောရတယ်လူကြီးရတော့20 million လောက်ရှိတယ်လို့ပြောရပါတယ် Salvation Army ဒီ Salvation Army ကတော့ William Booth ကနေမှာ1865 London မှာ1.7 million ရှိတယ်လို့ဆိုရပါတယ်1865ပါ Christian Scientist ကတော့ Mary Eddie Baker ဆိုတာ1869 Boston မှာစတင်တည်ထောင်တယ်လူကြီးကတော့တိတိကျကျပြောတာကတော့ရှိပါဘူး ပန်တီကော့စတာပန်တီကော့စတာရတော့ Charlie Charlie F ဒီအပကန်ငါနေမှာနံပကန်ငါဒီ1931မှာအဲအဲ topic မှာဒီစတင်တည်ထောင်တယ်လို့ပြောရတယ်အလူကြီးရောတိတိကျကျပြောပြရတာရှိပါဘူးအက်ကလီပီရီယန်မာမာအဲအဲ ဂျော်ဂျီယာအက်တီဖေးကနေပြီးမှအဲ1902မှာဖိလစ်ပိုင်မှာစတင်တည်ထောင်တယ်လူကြီးပိုးသိန်းလောက်ရှိတယ်လို့ဆိုတာပါတယ် Assembly of God ပေါ့နော် Assembly of God က AG အတင်းတော်ပေါ့နော်ဒီမှာဆိုရင်နိစက်ဆုံးပြောရရင် AG တင်းတော်ကျွန်တော်တို့ကြားဘူးကြားတယ်ဆိုတော့အဲဒီ Pentecostalians ကထောင်ကိုရာအဆက်လေးမှာ post print ဆိုတဲ့နေရာမှာအစတင်တည်ထောင်တဲ့လူကြီး69 million လောက်ရှိတယ်လို့ဆိုတာပါဒီ Ecclesia နေ Christo က Felix အမ်မန္နာလိုကနေပြီးတော့1914เนาะအဲဖိလစ်ပင်းမှာအဲ စတင်တည်ထောင်တဲ့2.25 million လောက်ရှိတယ်လို့ဆိုတာပါ full square of gospel ဘောနော် full square of gospel အစတဲ့ဒီကောင်းတာ emi sample mc person ဖြစ်ပြီးတော့အဲထောင်ကိုဆက်ခွန် los angeles မှာစတင်တည်ထောင်တယ်လူကြီးက8.8 million လောက်ရှိတယ်လို့ဆိုပါတယ်ထောင်ကိုဆက်ခွန်တယ် Calvary Chapel နော်အဲ့ဒါ check mix ဆိုတဲ့သူက1965မှာစတင်တည်ထောင်တယ် Santa Mesa ဆိုတဲ့အရက်မှာဟိုဟိုစတင်တည်ထောင်တယ်လို့ဆိုရတယ်ဒီဝိရတော့တိတိကျကျပြောရတာတော့မရှိပါဘူး Born again Christians နော် Born again Christian ကို1980 USA မှာနော်အဲ various denomination ကနေမစတင်တည်ထောင်တယ်လို့ဆိုရပြီးတော့အဲ USA မှာစတင်တည်ထောင်တယ်လူကြီးတွေတော့ဒီ ပြလာရှိပါဘူး Harvest Christian ဒီ Harvest Christian ကို grab a lorry ကနေပြီးတော့1990နှစ်မှာစတင်တည်ထောင်တယ် Riverside ဆိုတဲ့အရာမှာတည်ထောင်ပြီးတော့လူကြီးရောတည်တည်ကြကြပြောရတာတော့ရှိပါဘူး non denominational เนาะ ူကတော့ various denomination definition အဲ denomination နဲ့အားနေမှာ1990စတင်တည်ထောင်တဲ့ USA မှာလို့ပြောတာပါတယ်။အဲလူကြီးဝင်ကတော့အဲဘာသာလူကြီးကတော့တိတိကျကျပြောတာတော့ရှိပါဘူး။ကျွန်တော်တို့အခုကြားခဲ့ရတဲ့အကြောင်းတွေကတော့အဲဒီဒီနေ့ခေတ်မှာအဲဒီခရစ်တော်ကိုယုံကြည်ပြီးတော့နော်ခရစ်တော်နောက်လာရင်လည်းတခင်ခရစ်တော်ရဲ့တည်င်းကောင်းတဲ့အတူတခင်တော်ခရစ်တော်ရဲ့အမှုတော်တန်းတဲ့ အဲဒီခေါင်းစဉ်အရာပေါ့နော်အဲ့ဒီအရာမှာအဲ့ဒီအောက်မှာအသိငွေတွေအများကြီးဖြစ်ပေါ်လာတာပေါ့နော်အများကြီးရှိလာပါတယ်အဲကျွန်တော်တို့ဒါအားလုံးတော့နော်ဒီဒီအသိတော်ခရိယန်တော်ယုံကြည်တဲ့အသိတော်တွေမကောက်ပေါ့နော်တကယ်ပါလုံးမှာချုံကြည့်ပြီးတော့အဲတကယ်ပဲအသေးစိတ်လေးလာလိုက်တဲ့အခါမှာနော်အဲတခြားအာဘာသာကွဲတွေပေါ့ဒါကတော့အသိငွေခိုင်းငွေတွေလို့ခေါ်တာပေါ့ ဥမာဘာသာကွဲတွေဆိုတာတခြားမွတ်စလင်ရှိမယ်ဟိန္ဒူရှိမယ်ဗုဒ္ဓဘာသာရှိမယ်အဲကွန်ဖျူရှယ်ရှိတယ်ပေါ့အများကြီးပေါ့နော်အများကြီးရှိတယ်ကမ္ဘာလုံးမှာဘာသာတွေအားလုံးဒါပေမဲ့ဒီအားလုံးမှာမှလည်လာလိုက်တဲ့အခါမှာအနှစ်သာရပြေဝစာနဲ့နော်တကဘာလုံးမှာဥရှောင်ရှိတယ်နော်တကဘာလုံးကိုအဲဒီဒီ အကြီးကဲပေါ့နော်တကဘာလုံးမှာရှိတဲ့ဘာသာယုံကြည်သူဘာသာဝင်တွေရဲ့အကြီးကဲနေနဲ့ဥဆောင်ရှိတဲ့အသင်းတော်ဘာသာတရားကိုကြည်တဲ့အခါမှာအဲကက်သလစ်အသင်းတော်အဲခရစ်ယာန်ဘာသာဖြစ်နေတာကိုတွေ့ရပါတယ်ပေါ့နော်အဲ့တော့ဒီအားလေးကိုလေ့လာကြည့်တဲ့အခါမှာတကဘာလုံးမှာဥဆောင်ရှိတဲ့အသင်းတော်ဒီကက်သလစ်အသင်းတော်ရှိတဲ့ဖြစ်တယ်ခရစ်ယာန်လို့ဆိုပေမဲ့ เนาะအားလုံးကသူ့နေရာသူ့နိုင်ငံသူ့ဒေတာသူ့အသီးသီးနဲ့သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့နဲ့အဆင့်ဆင့်သူတို့ကသူတို့တွားနေကြတဲ့အခါမှာဒီကက်ကလစ်အသင်းတော်ကတော့ညီညီညွညွနဲ့တကပါလုံးဒီအဒီဒီပုတ်ရဟမင်းကြီးပေါ့နော်ပုတ်ရဟမင်းကြီးရဲ့ဥဆောင်လမ်းညွှန်မှုနဲ့အတူเนาะအဲတကပါလုံးဒီတူညီတဲ့ဝိနီ နော်တက္ကပါလုံးဒီချမှတ်ထားတဲ့စီမင်းစီကန်နေကိုအဲဒီ Vatican နန်းတော်ပေါ့နော်ဒီရောမမှာရှိတဲ့ Vatican နန်းတော်ဟာနေမှာဦးစီးဦးစီးရပြုပြီးတော့စီမံခန့်ခွဲပြီးတော့ယနေ့အချိန်ထိနော်နှစ်ပေါင်း2000ကျော်အဲထိမ့်သိမ်းဆောက်ရှောက်လာရင်းနဲ့တကယ်ကိုစီလုံးစွာနဲ့ကမ္ဘာမှာလူဦးရေအများဆုံးနော်ဘာသာအတင်းပွဲအနေနဲ့လည်းရှိနေတယ် ဘာသာတရားအနေနဲ့လည်းရှိနေတယ်အဲဒီဒီဘလိုခေါ်မလဲတကပါလုံးကစီစဉ်လို့မရတဲ့เนาะဟိုဘာလဲမညင်ညစ်ချင်းအမျိုးမျိုးရှိနေကြတဲ့ကြားထဲမှာမှเนาะအရင်လှပတဲ့ညင်ညွတ်ချင်းနဲ့အဲဥရှောင်းပေါ့နော်အဲပုတ်ရဟမင်းကြီးကဥဥဆောင်ဥရှောင်းเนาะတို့တွေအတွက် ူကမမမမန်းနဲ့သခင်ခရစ်တော်ရဲ့ကိုစားစိန့်ပီတာရဲ့အယိုက်ရာကိုဆက်ခံတဲ့သူဖြစ်တဲ့ကျွန်တော်တို့တွေမြင်တွေ့ရတယ်လက်ခံကြတယ်ကျွန်တော်တို့သူ့ရဲ့လမ်းညွန်ဥဆောင်မှုအောက်မှာရှိနေကြတယ်ဆိုတာကိုတွေ့မြင်ရပါတယ်ရဲမဲလှပပြီးတော့စစ်မှန်တဲ့ကက်သလစ်ခရိယန်ဖြစ်ရခြင်းကိုဘုံယူရတယ်လို့ ကက်သလစ်ခရစ်ယာန်ဖြစ်ရခြင်းရဲ့တာဝန်တွေလည်းပုံကြည့်တယ်ဆိုတာကိုကိုမနားလည်လာပါတယ်ကက်သလစ်အသင်းတော်ဒီစီကအရှိဆုံးနဲ့စီစနစ်အကြဆုံးနဲ့အချိန်ဆက်မိမိနဲ့တကဘာလုံးကို system ပေါ့နော် system ကြစွာဖွဲ့စည်းတည်ဆောက် genetic ကိုအဲဒီတကဘာလုံးလက္ခဏာနိုင်တဲ့စီမင်းစီကန်းနေနဲ့တင်းကျပ်တာမဟုတ်ပေမဲ့လည်းအဲတိကျတဲ့ လမ်းညွှန်မှုတွေနဲ့တွားလာနေတယ်ဆိုတာကိုမြင်တွေ့ရတယ်ကျွန်တော်တို့တွေဖျားသခင်ရဲ့ထူကြတဲ့ရွေးကောင်းမှု အောက်မှာအသက်ရှင်ခွင့်ရပြီးတော့ခရိယန်တခိခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်သူတယောက်အနေနဲ့ရှိနေတဲ့အချိန်နေမှာထူကြပြီးတော့ကက်သလစ်ခရိယန်ဖြစ်ရခြင်းရဲ့တန်ဖိုးကိုပို့ပြီးတော့နားလည်လာရပါတယ် ပို့ပြီးတော့ဂုဏ်ယူလာရတယ်ဘုရားသခင်ရဲ့ရွေးကောက်ခြင်းရဲ့အဲမုံမြတ်မှုကိုလည်းပို့ပြီးနားလည်လာရပါတယ်ဘုရားတော့ကျွန်တော်တို့ဒီနေ့အခုလေးလာတော့ဒီအဲတခင်ခရစ်တော်ကိုယုံကြည်ပြီးတော့တခင်ခရစ်တော်ရဲ့နောက်လိုက်တွေခရိယန်ဆိုပြီးတော့ဖြစ်လာပြီးနောက်ပိုင်းမှာမှအဲအသင်ွဲပေါင်းနေအများကြီးပေါ်လာတဲ့နေရာမှာဒါကတော့အခြေခံလေးပေါ့နော်အဲဒီဟာလေးကိုအဲဝင်းကလာရပါတယ် ဒီထက်ပိုပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တော့အဲကျွန်တော်တို့ YouTube မှာတော့လည်းကောင်းဒီ Facebook Channel တွေမှာလည်းအဲဒီဘာသာရေးအသင်းဖွဲ့တွေအများကြီးရှိလာပြီပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ်ချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Thank you God bless you